ဒါဦးနိုင်ရဲ့မန်မာအကောင့်မှာရှင်းတာခဲ့ရတာပေါ့နော်။ तू ကလေးလေးကိုအာကြပြီးမှ669အာထိုးရမယ်ဆိုပြီးတော့ပြပေးခဲ့တယ်။သို့တော် तू က669ထွက်သွားတဲ့အတွက်ကိုလေးလေးကိုကြိုက်တဲ့မိတ်ဆွေတွေဒီဘွဲမှာလည်းထိုးလို့ရတာပေါ့နော်။ကြိုက်တဲ့မိတ်ဆွေတွေထိုးလို့ရအောင်ဒါဦးနိုင်ကလူလေးဆောင်ရင်လည်းပြပေးမယ်နော်။ဒီ၃လုံးပေါင်းခွန်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 ခွန်ဖြစ်ချင်း၄မျိုးကစားတယ်ဒီ၃လုံးပေါင်း၆က၆ထိပ်လိုလန့်ချင်ဒုတိယကမှလည်းအဲ့လိုပဲ၃လုံးပေါင်းချင်းခွန်ခွန်ဖြစ်ချင်း၄မျိုးကစားတယ် ဒီ၃လုံး၆ကို၆ထိပ်လို့လန့်ထည့်တယ်။တတိယကလည်းအဲ့လိုပဲ၃လုံးပေါင်းခွန်ဒီရေမျိုးကစားတယ်။၃လုံးပေါင်း၆က၆ထိပ်လို့ကစားတယ်။ဒါကတိုင်မင်ကိုတင်လိုက်တာ။တင်လိုက်တော့ तू ကပထမဦးဆုံးဘာအလုပ်လုပ်ရမလဲဆိုတော့ဒီ၃လုံးပေါင်း၆က၆ထိပ်လို့ကစားတဲ့အတွက်အဲ့ဒီနှစ်ထဲကနော်အဲ့ဒီနှစ်ထဲမှာနောက်ထောင်၃လုံး၆လို့ဖြစ်တဲ့ဒီကနန်းဒီနော်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တဲ့မှာဒီမှာထွက်မှာဒုတိယကလည်းအဲ့လိုပဲဒီသုံးလုံးပေါင်း6က6ထိပ်လို့ကစားလို့ဒီနှစ်ထဲကနောက်ထောင်သုံးလုံးပေါင်းရင် နော်6 6လို့ဖြစ်တဲ့ကဏ္ဍ၄3 5ဆိုတဲ့ကဏ္ဍဒီတနည်းနည်းသုံးနည်း၄နည်းမြောက်ထဲမှာဒီမှာလိုက်တွေ့မှာနော်အဲ့ဒီတော့ဒီတတိယကတ်မှာလည်းဒီသုံးလုံးပေါင်း6 6ထိပ်လို့ဖြစ်တယ်အဲ့ဒီလိုဖြစ်လိုက်လို့မို့ဒီသုံးလုံးပေါင်း6လို့ဖြစ်တဲ့နှစ်သေးကနော်6လို့ဖြစ်တဲ့နှစ်သေးကနောက်ထောင်သုံးလုံးပေါင်းကြီး6လို့ဖြစ်တဲ့ဒီ2 5 8ဆိုတဲ့ကဏ္ဍဒီတနည်းနည်းသုံးနည်း၄နည်းမြောက်ထဲမှာ8 9နည်းလို့သူထွက်သွားတယ်အဲ့ဒီကထွက်ပြီးကနေကမဟုတ်နိုင်ငါ ဒီလေးလေးကိုဩခဲ့တယ်ပေါ့နော်လေးလေးကိုဩခဲ့တယ်အဲ့လိုထွက်ပြီးလာနေတဲ့သူကဒီတုံးလုံးပေါင်းခွန်းလို့ဖြစ်လာရဲ့ဒီဘက်နှစ်မှာတင်ကားလေးဆိုတဲ့ကဏ္ဍတုံးလုံးပတ်လေခွေတယ်ခွေပြီးတော့ဒီကဏ္ဍလေးလုံးပေါင်းကြီး၈လို့ပုံတည်ကစားတယ်ကစားပြီးတော့ဒီ6 6ဆိုတဲ့ကဏ္ဍဒီအဲ့လေး၅နှစ်ထွက်တဲ့နေ့ထဲမှာ6 6ပြလို့အရင်ထွက်မယ်သူထွက်ပြီးတော့မှသူ့ရဲ့နောက်တဲ့နှစ်မှာခွန်းတုံညနှလုံးပေါင်းခွန်းခွန်းပရိနှလုံးပေါင်းခွန်းလို့ထောက်ပြီးတော့သူ့ရဲ့တပွဲကျော်က6 5လေးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အောက်ကိုဆက်ထွက်တယ်သူကနှစ်သီးစားထွက်တာပေါ့နော်နှစ်သီးစားထွက်တယ် အဒုတိယကမှလည်းအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခွန်လို့ဖြစ်ပြီးလို့ဒီဘက်နှစ်မှာ9တိလေးလို့ခွေတယ်၄လုံးပေါင်းချင်း၈လို့ဖြစ်တယ်9ခွန်၈ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာပဲ9ခွန်၈လို့လိုက်ထွက်တယ်ထွက်ပြီးလာနေသူ့ရဲ့နောက်တစ်နှစ်မှာခွန်၃ညနက်ခတ်ထောက်တယ်ခွန်ပရိတ်လို့ရိုက်တယ်ဒီနှလုံးခွန်လို့ဖြစ်ပြီးတော့သူ့ရဲ့တပွဲကျော်က9ခွန်နှစ်ဆိုတဲ့ကဏ္ဍဒီသူ့အောက်ကိုနှစ်သီးသားအဖြစ်နဲ့လိုက်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ခုနကတို့ဒီတတိယအကန့်မှာလဲအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခွန်လို့ဖြစ်ခဲ့လို့ဒီဘက်နှစ်မှာနော်ဒီဘက်နှစ်မှာ9တိလေးလို့သူခွေတယ် ွေပြီးတော့ဒီလေးလုံးပေါင်းကြီးကလည်းရှစ်လို့ဖြစ်တယ်။ဖြစ်တော့သူ့ဘေးမှာရှိတဲ့လေးကိုလေးဆိုတဲ့ကနန်းဒီဒီရှင်းငါးနှစ်ကြာပြီးတော့လေးကိုလေးဆိုတဲ့ကနန်းကအရင်ထွက်ရမှာ။အဲ့ဒီလေးကိုလေးလို့ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်တုံညာနက်ခတ်ထောက်တယ်၊ခွန်ပရိတ်လို့ရိုက်တယ်၊ဒီနှလုံးခွန်လို့ဖြစ်ပြီးသူ့ရဲ့တပွဲတော်မှာရှိတဲ့669ဆိုတဲ့ကနန်းဒီလေးလေးကိုလေးပတ်လည်ထွက်ပြီးတာနဲ့669ကနှစ်သီးစာလိုက်ထွက်မယ်ဆိုပြီးတော့မမအောက်ထဲမှာတေချာရှင်းပြခဲ့။နော်တေချာကိုရှင်းပြခဲ့။အဲ့ဒီလေးလေးကိုဆိုတဲ့ကနန်းဒီနော်၁၈ချိန်မှာဥနိုင်ကအော်ဂနိုင်းဖြစ်နေကစားတာ။ ၁၈ချိန်မှာ၄၄ကိုပတ်လဲထွက်လို့ရင်ဒါ၆၆ကိုက၁၈ချိန်မှာထိုးမယ်ဆိုပြီးတော့တီချောက်ရှင်းပြကြတော့အခုတော့သူကဗျောင်းမြန်ကြီးလုတ်သွားတယ်အဲ့တော့ဥနိုင်ရဲ့မမအဖွဲ့ဝင်မိတ်ဆွေတွေရောဥနိုင်ကိုအမြဲတမ်းအားပေးနေတဲ့နော်အမကန်ဖန်တွေရောအခုသူကတော့ဗျောင်းမြန်ကြီးထွက်သွားတယ်အဲ့၄၄ကိုဆိုတဲ့ကဏ္ဍဒီ၆၆ကိုထွက်ပြီးတော့ဆက်ပြီးထွက်မယ်ဆိုရင်ကြိုက်တဲ့မိတ်ဆွေတွေထည့်ထိုးလိုက်ပါမကြိုက်တဲ့မိတ်ဆွေတွေကတော့မထိုးနဲ့ပေါ့ဗျာအကယ်၍နော်သူ့ရဲ့စနစ်အရာဖြစ်စဉ်အရာက သူ့ရဲ့စနစ်ရဖြစ်စဉ်ရကဒီခွန်တုံညနက်ခတ်ထောက်တယ်ခွန်ပရိတ်ထောက်တယ်ဒီနှလုံးခွန်လို့ထောက်ပြန်တယ်သူ့ရဲ့တပွဲကျော်ဟာ65လေးဆိုတဲ့ကဏ္ဍပတ်လေဒီမှာထွက်ခဲ့တယ်လို့နော်ဒီ9လေး1ဆိုတဲ့ကဏ္ဍသုံးလုံးခွေတယ်၄လုံးပေါင်းချင်းရှိလို့ဖြစ်လို့ဒီ66 6.6ဆိုတဲ့ကဏ္ဍကလည်းဒီမှာထွက်ခဲ့တယ်ဆိုရင်ဒါတော့မွေးကဏ္ဍဖြစ်နေယူမယ်ဆိုရင်လည်းရတယ်အဲ့တော့ဒီအချိန်မကြိုက်တဲ့မိတ်ဆွေတွေကတခြားအချိန်ကြီးကြတော့ထိုးလိုက်ပေါ့ဗျာနော်အဲ့လေးလေးကိုနဲ့ပတ်သက်ပြီးတော့နော်ဒါလွန်ခဲ့တဲ့ဟိုပေါ့နှစ်ပတ် လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကပဲဒါလေးလေးကိုနဲ့ပတ်သက်ပြီးတော့ဥနိုင်ပြထားတယ်ဒီဒီမွေးဆိုင်လေးပေါ့နော်ဒီမွေးဆိုင်လေးပေါ့ဒီစနစ်တရားနေပြီးတော့863 464 142 656เนาะဒါလွန်ခဲ့တဲ့တပတ်ကျော်လောက်ကဥနိုင်ပြခဲ့တယ်အဲလေးလေးကိုကြိုက်တဲ့မိတ်ဆွေတွေကတော့ထည့်ထူလိုက်ပေါ့နော်ဒီပွဲမှာဒါဥနိုင်ရဲ့ member ကတည်းကလေးလေးကိုဆိုတဲ့ကဏန်းကိုတော့ထည့်မထားဘူးဒီ683ဆိုတဲ့ကဏန်းလေးကိုတော့ဒါဥနိုင်ထည့်ပေးထားတယ်เนาะအဲလေးလေးကိုကြိုက်တဲ့မိတ်ဆွေလေးလေးထူလိုက်ပေါ့နော်ကြည့်ကောင်းပြီဒါကလေးလေးကိုနဲ့ပတ်သက်တဲ့ဖြစ်စဉ်ကိုဥနိုင်ကပြောပြ ပြောပြတော့ကောင်းပြီ။ဒါဆိုရင်ဒီဘွဲမှာဥနိုင်ကစားမယ်။ကစားခွက်လေးကိုဥနိုင်ကတကရှင်းပြအောင်မယ်ပေါ့နော်။ရှင်းပြအောင်မယ်ဆိုတော့ကောင်းပြီ။ခုဒီ line လေးကလိုလေးပေါ့။ဒါသုံးကက်စီလေး။သုံးကက်စီလေးကိုဥနိုင်ကကစားပြမှာဖြစ်တယ်။နော်ကစားပြမှာဖြစ်တယ်။အဲ့တော့ဒီခု696ထွက်သွားတာဒီဥနိုင်တို့အမြဲတမ်းကစားနေကြ။ကစားခွက်ပေါ့။အခွက်ရှိကစားတယ်ဆိုတော့ သူကမလာခြင်းလည်းတလုံးမှမတူဘူးသူကလာပြီဆိုရင်လည်းဒီကနေ့ဒီအခွက်ကဒီနေ့ထဲကိုရွှေ့ကိုရွှေ့ရမယ်ဆိုရင်လုံးဝကိုမင်းလို့မရအောင်ကိုတည့်တယ်မမရွှေ့တယ်နော်ဒီဒါတတကလေးကြီးပြောပြတာပေါ့နော်ဒါ696ဆိုတဲ့ကဏ္ဍဒီအကွက်ရွှေ့ဖြစ်နေထွက်တယ်အဲ့တော့အဲ့လိုအကွက်ရွှေ့ကဏ္ဍနေလို့ဦးနိုင်ကအကျိန်တိုင်းကစားတယ်ကစားတယ်ဆိုတာကလွဲရင်လည်းအကုန်လွဲလာရင်လည်းပြေးလို့ကိုမရဘူးလွတ်မလွတ်တော့ဘူးပေါ့နော်ပေါ့မှာသိကြတယ်နော်အဲ့တော့အခုပြမှာကစနစ်တစ်ခုကိုဖရိန်တည်ပြီးတော့ လုံးကောက်စနစ်နဲ့နဲ့ကစားပြမယ်ပေါ့နော်လုံးကောက်စနစ်နဲ့နဲ့ကစားပြမယ်အဲ့တော့ဒီမှာဦးနိုင်တို့နှစ်ဦးမှာသုံးပရိလို့ရိုက်တယ်သုံးပရိလို့ရိုက်ပြီးတော့ ਨੇ တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်ချားပြီးတော့သုံးရနှစ်ခါ၅ပရိလို့ရိုက်တယ်တစ်ခါနဲ့၅ပရိရိုက်တယ်တစ်ခါနဲ့၅ပရိရိုက်ပြီးတော့ ਨੇ နောက်တစ်နှစ်မှာခွန်ခါနောက်တစ်နှစ်မှာသုံးချိန်မှာခွန်ပရိအဲ့မှာကစားတယ်ဒုတိယတစ်ခါသုံးပရိလို့ရိုက်တယ်၅နှစ်ချားတယ် တိခါနဲ့ငါပဲခွန်ခါခွန်ပဲเนาะဒီခါကြားထဲမှာသုံးပဲလို့ရိုက်တယ်ငါးနှစ်ချားတယ်တိခါနဲ့ငါပဲခွန်ခါနောက်တစ်နှစ်မှာသုံးကြိမ်မှာခွန်ပဲလို့ရိုက်တယ်ရိုက်တော့ပထမဦးဆုံးဒီသုံးပဲလို့ရိုက်တာရဲ့အောက်ကဒီကနေ့ဒီအဲ့ဒီနှစ်ထဲမှာအဲ့ဒီကနေ့ဒီအဲ့ဒီနှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားတယ်ဒီမှာကစားတယ်เนาะအဲ့တော့ဒီ၃ပြည့်ရဲ့အောက်ကဒီကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားတယ်เนาะ ဒီ၃ပရိရဲ့အောက်ကဒီကဏ္ဍကလည်းအဲ့ဒီနှစ်ခဲမှာပြန်ကြဖြစ်နေကစားခဲ့တယ်ပေါ့နော်။ဒီကောင်းပြီ။အဲ့ဒီလိုကြီးကစားခဲ့ပြီးတာနဲ့သူနဲ့တိုင်ပင်အကွာဝေးအတူတူမှာဒီမှာခွန်းဒီမှာ၄ဒီနေရာမှာတုံညလို့လှမ်းချက်ခွန်းတုံညလေးလို့သုံးလုံးလှမ်းခွေတယ်။အဲ့ဒီကနေပြီးတော့သူနဲ့တိုင်ပင်အကွာဝေးအတူတူမှာဒီမှာခွန်းဒီမှာ၄ဒီမှာတုံညလို့ခွန်းတုံညခွန်းလေးတုံညလို့လှမ်းထည့်တယ်။အဲ့ဒီကနေပြီးတော့တိုင်ပင်အကွာဝေးအတူတူမှာဒီမှာခွန်းဒီမှာ၄ဒီမှာတုံညလို့ပြီးတော့လှမ်းပြီးထည့်လိုက်နော်အဲ့ဒီလိုထည့်ပြီးတာနဲ့ ဒီ၄လို့ပိတ်ပြီးတာနဲ့သူ့ရဲ့ဒီဘက်နှစ်ကွာဝဲတူတူမှာ၃ပလေးလို့ရိုက်တယ်၃ပလေးလို့ရိုက်ပြီးတာနဲ့ဒီ၃လုံး၉ကဒီ၃လုံး၉လို့လန့်ထည့်တယ်နော်ဒုတိယကမှလည်းဒီ၄လို့ပိတ်တယ်သူ့ရဲ့ဒီဘက်နှစ်၁၆ချိန်ပါပဲ၃ပလေးလို့လန့်ထည့်တယ်ဒီ၃လုံး၉ကဒီ၃လုံး၉လို့ပြန်ထည့်နော်ခုတတိယကမှလည်း၄လို့ပိတ်တာရဲ့ဒီဘက်နှစ်ပါ၃ပလေးလို့လန့်ထည့်တယ်ဒီ၃လုံး၉ကိုလည်းဒီ၃လုံး၉လို့သူကပြန်ထည့်တယ်အဲ့တော့ဒါ frame ကိုတည့်လိုက်တာ ဒီလိုင်းတော့ကောင်းပြီအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နော်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပထမဖြစ်စဉ်မှာတော့ဦးငယ်တို့ဒါတိုင်မင်ကိုတည်လိုက်တယ်အကုန်လုံးတို့ကလုံးဒီပါစီကစားခဲ့ပြီကစားခဲ့တော့ဒီသုံးပရိတ်ကိုဒီလိုကိုဒီလိုကိုလို့ဖြစ်တော့ဒီနေရာမှာရှင်းနောက်ပိတ်နော်ရှင်းနောက်ပိတ်ရဲ့သူနဲ့တိုင်မင်ကွာဝဲတူတူဒီမှာကိုခါရယ်နော်သူနဲ့တိုင်မင်ကွာဝဲတူတူဒီမှာတင်နောက်ပိတ်ရယ်ဒီခွန်ရဲ့ဆောင်းမှာတစ်ပိတ်တယ်ဒီ6ရဲ့တပွဲကျော်မှာကိုခါတယ်ဒီသုံးလုံးကိုရဲ့အောင်မှာရှစ်ပိတ်တယ်အဲ့တော့ဒီရှင်းကိုတစ်ဆိုတဲ့ကဏ္ဍပတ်လေဒီဒီခွန်ပရိတ်လိုကြားတဲ့နေ့တည်းမှာရှစ်ကိုတစ်ဆိုတဲ့ကဏ္ဍပတ်လေဒီမှာကြားတယ် နော်သူကြတော့မယ့်အချိန်မှာဘယ်ဘယ်လိုပုံစံမျိုးနဲ့ကြမှာလဲဆိုတော့ဒီတုံးလုံးပေါင်းခြင်းငါပရိငါလို့လန့်ထည့်တယ်အဲ့ဒီငါဒီဒီနေရာမှာငါထည့်လို့ရိုက်တယ်ရိုက်ပြီးတော့မှအဲ့ဒီငါကိုဒီတုံးလုံးငါလို့ထည့်ပြီးတော့မှငါဖြစ်ခြင်း၄မျိုးခွေပြီးတော့မှ၈တိ၉ဆိုတဲ့လုံကောက်စနစ်နဲ့ဒီနေရာလေးကိုကစားတယ်သူမကစားခင်မှာသူ့ရဲ့အပေါ်မှာကိုးထိတ်လို့ကစားခဲ့မယ်ဒီမှာအဘူးခွားလို့ကစားခဲ့မယ်ဒါကြရှုပ်မှသူ့လိုထည့်မပြောရဲနောက်ထပ်တောက်တွေအများကြီးရှိသေးတယ်နော်အဲ့တော့ကောင်းနေပေါ့အဲ့ဒုတိယကမှလည်းအဲ့လိုပဲ ုံးပရေဒီလိုကိုဒီလိုကိုလို့ဖြစ်တာရအောင်မှာဒီမှာ၈လို့ပိတ်တယ်ဒီ၆ရဲ့တပွဲကျော်မှာကိုခါလို့ဖြစ်တယ်နော်ဒီခွန်ရဲ့ဒီဆောင်မှာ၁လို့ပိတ်တယ်၁၉၈ဆိုကဏ္ဍ၃လုံးပတ်လေကဒီခွန်ပရိတ်လို့ကြတဲ့နေ့ထဲမှာပဲ၁၉၈ဆိုတဲ့ကဏ္ဍပတ်လေမလာကြတယ်သူကြောင့်တော့မဲ့အချိန်မှာပထမကံမှာ9လို့ဖြစ်တော့ဒုတိယကံမှာဒီ3လုံး6က6ပရိတ်လို့ရိုက်တယ်အဲ့ဒီ6ဒီ6ထိပ်လို့ရိုက်တယ်ရိုက်ပြီးတော့မှဒီ3လုံး6လို့ခွေပြီးတော့မှသူ့ရဲ့ဆောင်6ဖြစ်ခြင်း၄မျိုးခွေပြီးတော့မှဒီမှာရိုက်တယ် ဲ့လိုရိုက်ပြီးတော့မှဒီမှာကိုးထိတ်လိုပုံတွေထောက်တယ်ထောက်ပြီးတော့မှသူ့အောင်မှာအပူးခွားလိုရိုက်တယ်နော်အများကြီးပဲအဲ့တော့ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယအကတ်မှာနော်သုံးပရိတ်လိုလည်းထောက်တယ်ဒီလိုကိုးဒီလိုကိုးလိုလည်းကစားတယ်သူ့ရအောင်မှာရှင်းနောက်ပိတ်လိုကစားတယ်၆ခါရဲ့တပွဲကျော်မှာကိုးခါလိုရိုက်တယ်ဒီခွန်ရဲ့ဒီစောင်းမှာတစ်ပိတ်လိုရိုက်တယ်အဲ့တော့ရှစ်ရဲ့ကိုးရဲ့တစ်ရဲ့ရှစ်ကိုးတစ်ဆိုတဲ့ကဏ္ဍဒီဒီခွန်ပရိတ်လိုကြားတယ်နှစ်ထဲနော်2000နဲ့2000နဲ့ဟိုကကြာမှာပေါ့ခုနီ25ခုနဲ့ကြာမှာပေါ့နော်အဲ့တော့ 2020နဲ့5ခုနှစ်ထဲမှာအဲ့လုံးပေါက်189ဆိုတဲ့ကဏ္ဍလေးဟာဒီနေရာလေးကိုဦးနိုင်ကကြာကျင်တာကြာကျင်တော့ပထမကတ်မှာ9ဒုတိယကတ်မှာ6အခုတတိယကတ်မှာဒီသုံးလုံးပေါင်းချင်းခွန်ကိုဗရိတ်ခွန်လို့ရိုက်တယ်အဲ့ဒီခွန်ကလည်းခွန်ထိတ်လို့ရိုက်တယ်ရိုက်ပြီးတော့မှဒီသုံးလုံးခွန်လို့ဖြစ်တဲ့အတွက်ဒီနေရာလေးမှာ198ဆိုတဲ့ကဏ္ဍပဲလဲကြာကျင်တာသူမကြာကျင်မှာဒီနေရာလေးမှာလည်းကိုထိတ်လို့ပုံစံထောက်တယ်သူ့အောက်မှာလည်းအပူးခွန်လို့ရိုက်တယ်ရိုက်ပြီးတော့မှဒါကြာကျင်တာဆိုတော့အင်မတန်ကောင်းပါတယ်ပေါ့နော်အဲ့ဦးနိုင်ကတော့ဒီ code 8လို့ပဲ အဆင်ပြေတယ်လို့နေရာလေးကိုရွေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေကအာပြီးထိုးလိုက်တယ်နော်အပရမအကတ်မှာဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ဒီမှာ8 9 1ဆိုတဲ့လုံကောက်ကဏ္ဍလေးဒီမှာကြာတော့မဲ့ချိန်မှာ၃လုံးပေါင်း၅၊ဗရိတ်၅၊၅ထိပ်၄လုံး၅လို့ဖြစ်တာရဲ့တောင်းကိုထွက်တယ်ဒုတိယကတ်မှာလည်း8 9 1လို့ခွေတဲ့ကဏ္ဍဒီနေရာလေးကိုကြာမဲ့ချိန်မှာ၃လုံးပေါင်း၆၊ဗရိတ်၆၊၆ထိပ်၃လုံး၆လို့ဖြစ်ပြီးတော့မှဒီဆောင်ကိုထွက်တယ်ခုတတိယကတ်မှာ8 9 1လို့ခွေလိုက်တဲ့ကဏ္ဍလေးဒီဒီနန်းလေးမှာပထမ၅ ဒုတိယ6တတိယဒီသုံးလုံးကခွန်ဗရိတ်ခွန်ခွန်ထိတ်သုံးလုံးပေါင်းခွန်လို့ဖြစ်လာရဲ့ဒီဆောင်မှာဒါကြာကျင်တာပေါ့နော်ဒါလုံးကောက်စနစ်နဲ့ကစားပြတဲ့အတွက်ကိုကြိုက်တဲ့မိတ်ဆွေကအာပြီးတော့ထိုးလိုက်မကြိုက်တဲ့မိတ်ဆွေကကိုနေရအထိုင်ကိုအဆင်ပြေတယ်လို့လာရွေးထိုးလိုက်ပေါ့ဗျာနော်ဒါဥနိုင်ကတော့ဒီပွဲမှာဒါအကွက်ရှိတဲ့စနစ်နဲ့ပြမပြီးတော့ပဲနဲ့လုံးကောက်စနစ်နဲ့ကစားတဲ့မူလေးတွေကိုဒါပြပေးတာဖြစ်တယ်နော် ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ခု98ကိုလုံကောက်စနစ်နဲ့ပြပေးပြီဆိုတော့နော်ခဏလေးဒါဦးနိုင်နည်းနည်းလေးဒါကြော်ညာလေးဝင်လာဦးမယ်ပေါ့နော်ကြော်ညာလေးဝင်လာဦးမယ်ဆိုတာကနောက်ချိန်တွေကတော့ဒါကြော်ညာမဝင်တော့ဘူးဒီလေးချိန်မှာပဲနော်အဲ့တော့အခုကြံနေတဲ့၅ချိန်စာကိုနော်တစ်ချိန်စာချင်းယူခြင်းနဲ့မိတ်ဆွေတွေကိုတော့တစ်ချိန်စာကို2000ကျပ်နှုန်းနဲ့ဒါဦးနိုင်ကဒါ iver တို့မဟုတ် messenger ကနေပို့ပေးမယ်အကယ်၍2020နဲ့ ီ6ခုနှစ်မှာဥနိုင်နဲ့အတူတူလိလာကျင်နေဆိုရင်ဒါအင်တာနက်ဖိုးကိုနော်တစ်ကြိမ်သာ2000ကျပ်နဲ့တစ်နှစ်စာကို9000ကျပ်နဲ့လက်တွဲလို့ရတယ်အဲ့တော့2020နဲ့6ခုနှစ်ကိုနှစ်ကုန်နဲ့ထိအောင်လက်တွဲကျင်တဲ့မိတ်ဆွေတွေကဒီ9ကြိမ်စာကမေတ္တာလက်ဆောင်နဲ့ကြည်ခွင်ရမယ်နော်ဒီ9ကြိမ်စာကိုမယူတော့ဘူးအဲ့တော့2020နဲ့6ခုနှစ်မှာနှစ်ကုန်နဲ့အထိအတူတူလက်တွဲကျင်တဲ့မိတ်ဆွေတွေနော်ဒီဖုန်းနံပါတ်လေးနဲ့အကေဘီဝေဘီအကောင့်လေးဖွင့်ထားတယ်ပေါ့လေဒါလန့်လာခဲ့ပါလို့ဒါဦးနိုင်ကဖိတ်ခေါ်တယ်ပေါ့နော်အဲ့တော့ Facebook တုံးတဲ့မိတ်ဆွေတွေက Facebook အကောင့်ထဲမှာထည့်ပေးမယ်။ Viber တုံးတဲ့မိတ်ဆွေတွေက Viber group လေးထဲမှာထည့်ပေးမယ်။၂၀26အတွက်ကိုအခုလိုပြခဲ့တယ်လို့လုံကောက်စနစ် site တွေရောအကွက်ရွှေ့စီကျော် site တွေရောကိုမွေးကနန်းခုနှစ်ကွက်ပြပေးထားတာရှိပါတယ်။အခုအဲ့ဒီအကောင့်ထဲမှာအလုံးတင်ပေးထားတယ်။လေ့လာခြင်းနဲ့မိတ်ဆွေတွေလှမ်းလာခဲ့ပါလို့အနေနဲ့ဖိတ်ခေါ်လိုက်ပေါ့နော်။အဲဒါကကြော်ညာလေးဝင်လိုက်တာ။ကောင်းပြီ။ဒါဆိုရင်အခု48ကိုလုံးကောက်စနစ်နဲ့ပြခဲ့တယ်လို့အခု203ဆိုတဲ့ကဏ္ဍလေးကိုလည်းနောက်နေ့အတူတူထပ်ပြီးတော့လေ့လာကြည့်အောင်ပါနော် လေးလာကြည့်အောင်ဆိုတော့ဦးနန်တို့ဒီမှာနော်ဒီ site ကလေးကလည်းဒါအကျင်ကြီးလေးနဲ့ကစားမဲ့ site ကလေးပေါ့နော်ဦးနန်တို့ဒါ၁၀ချိန်မှာ organize ထုတ်ခဲ့တဲ့ကဏ္ဍလေးပေါ့နော်၁၀ချိန်မှာ၁၀ချိန်မှာဒီကဏ္ဍကိုလုံးဝ all ခဲ့တယ်တိုးတော် तू อ่ะချင်းမှာမာယာများတယ်ဆိုတဲ့အတိုင်းပေါ့နော်အဲ့ तू อ่ะမာယာများတယ်၁၀ချိန်မှာမပေးချင်မင်းနဲ့မပေးဘဲနဲ့ဒါအကျင်၂၀ကိုဒါပေးချင်လို့မို့စောင့်မြန်နေသလားပေါ့နော်အဲ့တော့ကောင်းပြီအခုဒါလေးကစနေစီလိုင်းလေးခေါ်တာပေါ့နော် ဒီသုံးလုံးပေါင်းခြင်းကိုကိုဒီနှလုံးကိုလို့ထည့်ကိုပါပါလေးပရိတ်လို့ထည့်ထည့်ပြီးတော့မှဒီသုံးလုံးတုံညကိုဒီနှလုံးတုံညလို့ထည့်ကြံတဲ့အထောက်တောက်တွေအကုန်လုံးဖြုတ်ထားကြတယ်နော်ရှင်းရှင်းလင်းလင်းလေးမြင်အောင်လို့ပေါ့ဒုတိယကမှလည်းအဲ့လိုပဲဒီသုံးလုံးပေါင်းကိုကိုဒီနှလုံးကိုတယ်ကိုပါပါလေးပရိတ်လို့ထည့်တယ်ဒီသုံးလုံးတုံညကိုဒီနှလုံးတုံညလို့ထည့်တတိယကမှလည်းအဲ့လိုပဲဒီသုံးလုံးကိုကိုဒီနှလုံးကိုလို့ကစားတယ်သူရဲ့နောက်တဲ့နှစ်မှာလေးပရိတ်လို့ရိုက်တယ်ဒီသုံးလုံးပေါင်းတုံညကိုဒီနှလုံးတုံညလို့သူထည့်တယ်ဒါတိုင်မင်ကိုဥနဲ့ငါတည်လိုက်တယ်နော်ကိုးတွေလေးတွေတုံညတွေဖြစ်စဉ်ကိုတိုင်တည်လိုက်တယ် တည်လိုက်တော့ကောင်းပြီဒါဆိုရင်လုံကောက်စနစ်နဲ့တော့ဘယ်လိုယူမှာလဲနော်လုံကောက်စနစ်နဲ့ဘယ်လိုယူမှာလဲဆိုတော့ကောင်းပြီဒီ၃လုံး၉ကိုဖြစ်လာရဲ့ဘေးမှာဒီမှာနှစ်ထိပ်၃ခါနှစ်ထိပ်၃ခါလို့ဖြစ်ပြတာ ਨੇ နော်ဒီနှလုံး၁၀လို့ဖြစ်တာနှစ်ထဲမှာဆက်တဲ့ချိန်မှာခွန်ခါနှစ်၃ခွန်ဆိုပြီးတော့တစ်ချက်ထည့်လိုက်တယ်ဒုတိယကမ္ဘာလည်းအဲ့လိုပဲဒီ၃လုံး၉ကိုဖြစ်တာရဲ့ဘေးမှာ၃ထိပ်၂ခါ၃ထိပ်၂ခါကောင်မှာဒီနှလုံးပေါင်း၁၀လို့ဖြစ်တာရဲ့နှစ်ထဲမှာဆက်တဲ့ချိန်မှာခွန်ခါ ဲ့တော့၃နှစ်ခွန်းလို့ပဲသူကပြန်ထည့်တယ်တတိယကံမှာလည်းအဲ့လိုပဲဒီ၃လုံး၉လို့ဖြစ်လိုက်ပြီးမှနှစ်ထိတ်၃ခါ23တွဲကိုဒီနှလုံးပေါင်း10လို့ဖြစ်တာရဲ့နှစ်ထဲဆက်တဲ့ချိန်မှာခွန်းခါလို့ပြန်ထည့်တယ်အဲ့တော့နှစ်၃ခွန်းလို့ပဲသူကပြန်ထည့်တယ်နော်ကောင်းပြီဒါဆိုရင်ဒီပထမကံမှာနှစ်၃ခွန်းလို့ဒီလိုထည့်လိုက်တော့အဲ့ဒီနေရာနဲ့ပြီးသလားဆိုတော့မပြီးဘူးဗျာအဲ့ဒီနှစ်၃ခွန်းလို့အဲ့လိုထည့်ပြီးတာ ਨੇ ဒီနှစ်ထဲမှာတခါအောက်မှာ73ချိန်73ချိန်မှာ3ထိပ် တင်းနှစ်သုံး၄ပင်ကြော်လိုက်တော့နှစ်ပိတ်နော်သူ့ရဲ့နောက်တစ်နှစ်မှာတင်းနှစ်သုံး၄ပင်မှာကွန်ထိတ်၃နှစ်ခွန်းလို့ပြန်ထည့်တယ်ကောင်းပြီဒါဆိုရင်ဒီမှာလည်းအဲ့လိုပဲ၃နှစ်ခွန်းလို့ဒီမှာထည့်ပြီးတာ ਨੇ တခါ73ချိန်မှာ၃ထိတ်တင်းနှစ်သုံး၄ပင်ကြော်လိုက်တော့နှစ်ပိတ်နော်သူ့ရဲ့နောက်တစ်နှစ်တင်းနှစ်သုံး၄ပင်မှာကွန်ထိတ်ဆိုတော့၃နှစ်ခွန်းလို့ပဲသူပြန်ထည့်တယ်ဟုတ်ပြီဒါဆိုရင်ဒီမှာလည်းနှစ်ရယ်၃ရယ်ခွန်းရယ်နှစ်သုံးခွန်းလို့ဖြစ်တယ်ဖြစ်တော့အဲ့ဒီနှစ်ထဲမှာ73ချိန်မှာနှစ်ထိတ် 1 2 3 4မိကျော်တော့3အပိတ်เนาะ1 2 3 4မိမှာခွန်ထိတ်1 3ခွန်လို့ပဲတော့ပြန်ထည့်တယ်အဲ့တော့နှစ်ချက်ထည့်တာပေါ့เนาะကောင်းပြီအဲ့တော့အဲ့ဒီ1 3ခွန်ကိုဒီမှာ3 2ခွန်လို့ထည့်တဲ့အတွက်ဒီ9ဆွန်းတဲ့ဂုဏ်နေထဲမှာအဲ့ဒီ1 3ခွန်ဆိုတဲ့ကဏ္ဍဒီရထွက်တယ်ထွက်တော့မဲ့ချိန်မှာဒီနေရာမှာရှင်းနှလုံးပေါင်း၄လို့ထောက်ပြီးတော့ထွက်တယ်ဒုတိယကမ်းမှာလည်းအဲ့လိုပဲ3 2ခွန်လို့ထည့်ပြီးတော့ 3နှစ်ခွန်းလို့ပြန်ထည့်လိုက်တဲ့အတွက်9ဆုံးနဲ့9နှစ်ခရမ်းမှာ2 3ခွန်းဆိုတဲ့ကဏ္ဍပါလေထွက်တယ်အဲ့ဒီနေရာမှာရှင်းနှလုံးပေါင်းဒီ၄လို့ထောက်တာနော်အခုတတိယကံမှာ2 3ခွန်းလို့ထည့်ပြီးတာ ਨੇ ဒီမှာလည်း2 3ခွန်းလို့ပြန်ထည့်လိုက်တဲ့အတွက်ငါဆုံးတဲ့ခုနှစ်မှာဒါဒီနေရာလေးမှာ2 3ခွန်းဆိုတဲ့ကဏ္ဍဒီရှင်းနှလုံးပေါင်း၄လို့လည်းထောက်ထားတယ်ဒီနေရာလေးကိုထိုးချင်တာအကယ်၍အဲ့မှာမပေးရင်ကတော့ဒီမှာနှလုံးပေါင်း၄လို့ထောက်တယ်ဒီဒီချိန်ပဲကျန်တော့တာပေါ့နော်ဒါမှမဟုတ်အကျင့်ရောပါတယ်နော်အဲ့တော့၁၀ချိန်မှာဥနိုင်တို့ထိုးခဲ့တာဒီဘာကြောင့်ထိုးခဲ့လဲအဲ့တော့ကောင်းပြီ ဒီမှာဒီ3နှစ်ခွန်းလို့ထောက်လိုက်တဲ့အချိန်မှာဒီမှာခွန်ထိတ်ဒီခွန်ထိတ်ကြောင့်ဒီထေစီ3လုံး6နဲ့တင်းတော့ပိနေခွန်းလို့ဖြစ်လို့အဲ့3နှစ်ခွန်းဆိုတဲ့ကဏ္ဍဒီတစ်ချိန်တစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်မှာထွက်တာဒုတိယကမ်းမှာလည်းအဲ့လိုပဲဒီ3နှစ်ခွန်းဆိုတဲ့ကဏ္ဍဒီဒီမှာ4ထိတ်အဲ့4ထိတ်ကြောင့်ဒီ3လုံး2နဲ့2တော့ပိနေ4လို့ဖြစ်လို့တစ်ချိန်တစ်ချိန်3ချိန်4ချိန်မှာသူကလာထွက်တာဟုတ်ပြီဒါဆိုရင်ဒီမှာ2 3ခွန်းဆိုတဲ့ကဏ္ဍဒီဒီမှာ3ညထိတ်အဲ့ဒီ3ညထိတ်ကြောင့်ဒီ3လုံးပေါင်း3ညဒီ3လုံးပေါင်း3နဲ့ဒီက9တော့ပိနေ တုံညာထိတ်ကြောင်တုံညာလို့ဖြစ်လို့မို့အနှစ်သုံးခုံးဆိုတဲ့ကဏ္ဍဒီစဲချိန်မှာပါအောကဏ္ဍဖြစ်နေကစားခဲ့တယ်မထွက်ခဲ့ဘူးဒါအခုအချိန်နဲ့ဆက်မှာထွက်ရှင်တာပေါ့နော်စဲချိန်မှာတော့ခုနကလို့ဒါပါတူတာအောကဏ္ဍဖြစ်နေကစားခဲ့တာဘာဖြစ်လဲဆိုတော့အဲ့ဒီမှာသူကရှင်းနှလုံးပေါင်း၄လို့ထောက်တဲ့အချိန်မှာ၄တုံညာသုံးပတ်လေဒီမှာရှင်းနှလုံးပေါင်း၄လို့ထောက်တဲ့အချိန်မှာ၄တုံညာ၄ပတ်လေဒီမှာလည်းအဲ့လိုပဲဒီစဲချိန်မှာတော့ရှင်းနှလုံးပေါင်း လေးလို့တော့မထောက်ဘူးလေးသုံးညာငါပတ်လေလို့ထောက်ထားခဲ့တယ်လေးသုံးညာသုံးပတ်လေလေးသုံးညာလေးပတ်လေလေးသုံးညာငါပတ်လေလေထောက်နေပြီအချိန်အပြည့်နဲ့ဆယ်ချိန်အချိန်နဲ့ဆယ်မှာထွက်ရမယ်ဆိုတော့ဆယ်ချိန်မှာမထွက်ခဲ့ဘူးအခုအချိန်နဲ့ဆယ်မှာကြတော့ရှီပေါင်းလေးနဲ့သူကလာထောက်ပေးထားတယ်နော်ဒီခွန်ဒီသုံးလုံးချောင်းနဲ့တင်းနဲ့ခွန်ကြောင့်ခုနှစ်ချိန်မှာထွက်မယ်ရှီပေါင်းလေးထောက်တယ်ဒီလေးဒီသုံးလုံးနှစ်နဲ့နှစ်နောက်ပိနဲ့လေးလို့ဖြစ်လို့လေးချိန်မှာထွက်မယ်ရှီပေါင်းလေးထောက်ပေးထားတယ်နော်အဲ့တော့ဒီသုံးညာဒီသုံးလုံးသုံးတဲ့ဒီခွန်နဲ့ ုံညလို့ဖြစ်လို့၁၀ချိန်မှာတော့မထွက်ခဲ့ဘူးအချိန်၁၀ဆယ်မှာထွက်ဖို့အတွက်ကိုဒီနေ့လုံးပေါင်း၄လို့ထောက်ပေးထားတယ်ပေါ့နော်။ဒါအဲ့တော့ခုနကတော့နေရထိုင်ကိုအဆင်ပြေတယ်လို့နှစ်ခွန်သုံးလို့ပဲရေးပေးထားတယ်။ကြိုက်တဲ့မိဆွေတွေအာပြီးတော့ထိုးလိုက်ပေါ့ဗျာ။မကြိုက်တဲ့မိဆွေတွေကတော့ကိုကြိုက်တယ်လို့ထိုးလိုက်ပေါ့ဗျာ။နော်။